ဆယ်နှစ်ကတည်းကကြောင်းထပ်ပြီးလှုပ်ကြွေးလာတာပဲလှုပ်ပဲဖြစ်ဖြစ်မျိုးစုံလှုပ်ပြီးလှုပ်ကြွေးလာအခုချိန်ဒီပဲအမေဆိုလည်းလုံမခိုင်းတော့ဘူးပြီးလို့ချင်းတူတူမရဲ့ကြောင်းစရိတ်ဆိုလို့ရှိရင်လည်းတက်နိုင်တဲ့လောက်ထောက်ပံ့တယ်ဆွေမျိုးသားချင်းတို့လည်းတက်နိုင်တဲ့လောက်ထောက်ပံ့တယ်လာစင်တော့အဲ့ကျွန်တော်ကျွန်တော်ပြောလို့ပဲဇတိမာကလေးကဆိုလာရီကတီးဝိုင်းနေနဲ့အဲဖူးဝန်နေနဲ့ဆိုလာကတော့အလေးချင်းတစ်ခုကတော့ရှိနေပြီဒါမဆိုဖြစ်တော့တာပဲရှိရဲ့ကျွန်တော်မြူးရဲ့သရှင်နေပို့ကြိုက်တာလေ

အခုမှရောက်လိုက်များထင်တယ်လားမသိဘူးလို့လွန်ခဲ့တဲ့ဆယ်စုနှစ်တခုတည်းကကျွန်တော်ဇတ်တပင်ဆိုလဲအနုပညာတမပါပဲတပင်လောကနေလာတာအခြေခံတော့ရှိရလေကျွန်တော်ဇမင်းသားကနေအတင်းမင်းသားဘောကတော့ကျွန်တော်ညချင်း9000နဲ့စရရပါတော့။အဲ9000ဆိုပေမဲ့အဲ9000ဘာမှမအလုပ်များဆိုပေမဲ့ တော့ပညာသင်တွေနဲ့9000အဲနောက်ပိုင်း1200 1300 1400အဲ့လိုဖြစ်လာပါဘို့အဲ့ဇက်ခင်တော့ပေါ့အညာပိုင်းတော့ဆုချိုက်ပါလေရအောင်အဲကျွန်တော်ကတော့ဘောတော့အခုကတော့ဈေးကတော့မများပါဘူးကိုကကျတော့ဟိုပါပေါ့ဟိုဟိုအနုပညာရှင်တက်တော့ဈေးနည်းနည်းပို့တောင်းတော့ပေါ့တေလာဆွစ်တုတ်နဲ့ကိုကတဒန်းနဲ့လောက်တောင်းရှောင်းနေတယ်ရှောင်းရှင်နေတယ် ၎င်းပြောတာကကျွန်တော်တို့မင်းသားမှမဟုတ်တာအဲကျွန်တော်နမကြီးရုပ်ရှင်မင်းသားလည်းမဟုတ်ဘူးအမှုပညာရှင်လည်းမဟုတ်ဘူးကိုကလူသစ်လူအများချစ်ခင်လို့အလုပ်လုပ်ရတဲ့အပေါ်မှာအဲကိုနဲ့ထိုက်တန်တဲ့ဇင်းတုံးလေးမျိုးပဲယူပါတယ်ဟုတ်လို့အများကြီးယူတော့ကိုမင်းသားမှမဟုတ်တာအဲ့လိုမျိုးမငေါ့တမတော်လောက်ချင်ကြနေမှာပေါ့ရှိတယ်တချို့တချို့ပြောတာအောင်းရင်ကျော်ကားတယ်အောင်းရင်ကျော်ကအဲ့လိုဘွဲတက်လီလီကျော်ညလေးငါကျင်တာသူက30 60ယူရယ်ပြောလို့တယ်မငါဟင်းလို့ငါ30 60ကျော်ငါယူရှင်မင်းသားမှမဟုတ်တာဂျုံနဲ့လည်းဂျုံနဲ့နော် အဲ့တော့ကျွန်တော်ညာကြီးအတင်ပေါ့ညာကြီးပေါ့နော်အတင်မင်းသားပေါ့ကျွန်တော်ဇမင်းသားကနေအတင်မင်းသားဘောကနော်ကျွန်တော်ညာကြီး9000နဲ့စရပါပေါ့နော်အဲ့အဲ့9000ဆိုပေမဲ့အဲ့9000ဘာမှမအလုပ်များလို့ဆိုပေမဲ့တော့ပညာသင်နေနဲ့9000အဲ့နောက်ပိုင်း1000 1000 1300 1400အဲ့အလုပ်ဖြစ်လာပေါ့အဲ့ဇက်ခင်တော့ပေါ့အညာပိုင်းတော့ဆုချိုက်ပါတယ်ရအောင်အဓိကလေတရှုရရာဟိုဘယ်လိုပြောမလဲဆိုလို့ချင်းကိုကဝါသနာပါပေမဲ့ကံမပါလို့ရှိရင်မရောက်ဘူးဆိုတော့လေတကယ်မှန်တယ် တချို့ဆိုဥပမာဇမင်းသားဝါဒနာအရန်ယူတယ်ဇက်တပင်လောကမှာအရန်ဝါဒတွေဒါပေမဲ့အဲ့ level တွေကိုမရောက်ခဲ့ဘူးအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်ဆိုလို့ရှိရင်မမှန်ပုံမလင်းပြောလို့ရှိရင်ကျွန်တော်ဇက်ထက်ဝင်မှုလည်းစိတ်ကူးလည်းမရှိဘူးကျွန်တော်ဝါဒနာပါဆိုသချင်းဆိုတာပဲရှိရယ်အရင်တော့ကျွန်တော်ကင်မရာဆရာလုံးမှုဆိုလိုက်တင်ရင်းနဲ့အဲ့လိုစိုင်းနေပြီကျွန်တော်မြင်းကြံပါမှာဆိုလို့ရှိရင်အလူတိုင်းကစိုင်းပါတယ်လေစိုင်းနေမှာတွေ့တယ်ကျွန်တော်ကင်မရာဗီဒီယိုလိုက်ရိုက်တယ်ကျွန်တော်ဆရာနဲ့အတင်လိုက်ရိုက်နေမှာစိုင်းနေမှာပေါ့နော်သချင်းတက်တက်ဆိုရင်းနဲ့မှအဲ့ဇတိကကျွန်တော်မြင်းကြအောင်ချမ်းသာဇက်ပေါ့နော်အောင်ချမ်းသာဇက်မှာအဲအောင်ချမ်းသာဇက်ဆက်တမိမော်မလမျိုးစုကခေါ်သွားလို့ဆိုပြီးတော့ ျွန်တော်လည်းဝါသနာပါနဲ့ဇာတ်ထဲကအဲ့လိုအချိုးချောင်းတက်ဆိုင်လို့ရောက်သွားတာအခုဇာတ်ထဲမှာလေမင်းသားကပြီဆိုလို့ချင်းအဲ့လိုမျိုးတဏီရတဲ့အရင်တော့ဆိုလို့ချင်းပြဇာမင်းသားနှစ်ပါးသောမင်းသားစတိတ်ရှိုးမင်းသားဆိုရှိရအခုခင်ဗျာဘာမှမလုပ်လို့မရဘူးညမာတန်လည်းဆူတက်မယ်စတိတ်ရှိုးလည်းဆူတက်မယ်ဒန်ဆာလည်းထိုက်တန်လည်းရောက်ကတက်မယ်အော်ဘရာလည်းကတက်မယ်ပြဇာလည်းကတက်မယ်နှစ်ပါးသောလည်းကတက်မယ်နောက်ပိုင်းဆိုလည်းလိုအပ်တဲ့လိုအပ်တဲ့နေရာမှာနေရာဆုံးဂျုံဖြစ်နေအောင် အကြီးကျယ်အတက်ကြီးမဟုတ်တော့မှဘယ်နေရာမှဆိုတုံးလို့ရအောင်ဖြစ်နေမှဝင်လို့ရတာတနည်းအားဖြင့်အဲ့လိုမျိုးရမရှိတော့ဘူးစူးစမ်းတော့ဗောအရင်တော့ကိုဝါသနာရမ်းမပါပေမဲ့လုပ်ငန်းပုံမှန်တွေ့လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆိုရွယ်တူ9ယောက်6ယောက်ကတကယ်ချင်းချင်းမှာကိုကလုပ်ငန်းအပေါ်မှာမလုပ်ပြန်နိုင်လို့ရှိရင်မျက်နှာငယ်ရတာဗောပြိမျက်နှာငယ်ဆိုပြိတက်နဲ့ကျတော့ပြိတက်ကတော့အလုပ်ကိုလုပ်တဲ့လူချစ်ကြပဲလေအဲ့ကျတော့ အဲ့လိုမခံချင်စိတ်တွေနဲ့အဲသူလုံးနိုင်ငံလည်းလုံးနိုင်မယ်ဆိုတဲ့ပုံစံလေးနဲ့ကြိုးစားကြပါဘော။တနည်းနှစ်ခွေးလောက်စားပါဘော။အမတ်တရားဆိုပြောပြမယ်။အဲကျွန်ကျွန်တော်ဟိုအမတ်တရားဆိုတာဦးအိုက်ပါဘော။ကျွန်တော်ဇတဲ့စဝင်နှောင်းပါဘော။နော်လူရှင်တော်မလို့ဘူး။လူရှင်တော်မလို့ဘူး။ကျွန်တော်တယောက်ထဲနဲ့တည်းပွဲဖြစ်နေတယ်။ဘာလို့လဲဆိုတော့ကျွန်တော်မင်းသားကားလို့ရှိရင်လေအဲမင်းသားကားလို့ရှိရင်ကျွန်တော်တို့ဒီကမင်းသားခေါင်းပေါ်မှာဘာဆက်ညက်လေးနဲ့စပင်းလေးနဲ့ညှက်ကြရဘော။နော်ညှက်ရတယ်။အဲ့လိုအထားလေးနားမလဲတော့ကိုကအတင်းဆိုတော့လေကိုယ်ဆရာဂျွန်းတစ်ခွက်တင်ပြရတယ်။ ဂျွန်းတကွက်တင်မိတာရှိပါကိုကဝိစုဆရာတင်မိတာလည်းဂျွန်းကွက်ပိတ်တက်ချူမှာခြပြကျင်တယ်မလို့ဂျွန်းနေပါထိုးတော့ကြောင့်ဝိစုခေါင်းမုန်းတဲ့ကျုပ်ပြီးတော့အလိုလွတ်ထွက်သွားတာလို့ပျောက်သွားတာလို့စတိတ်ရှုံးမှာဆိုတဲ့ကျွန်တော်စတိတ်ရှုံးမှာဖြစ်ဖြစ်မြန်မာတမန်ဖြစ်ဖြစ်တရှင်းဆိုလို့ရှိရင်ကျွန်တော်ဇတ်ထဲမှာကအဝဲစားလဲခြင်းမပေးဘူးလေဒီတပုတ်ပြီးရနေတပုတ်ကတန်းဒီအဲ့ထဲမှာတိုင်မုန်းကြားထဲမှာဝဲစားလဲရတယ်ကုတ်တွေပါထပ်ဝဲထားတာအဲ့မှာကျွန်တော်တခုမမက်ရပြောပြမယ်အဲ့လိုမျိုးပေါ့နော်တချင်းပုတ်ပြီးသွားပြီအဝိစားကိုင်းကြီးချုပ်ပြီးတော့လဲအောင်ကိုင်းကြီးချုပ်ပြီးအောက်ခါနဲ့ထပ်ဆုံးပေါ့ကိုယ်စတိုင်နဲ့မလိုက်နဲ့နိုးစင်နဲ့တကြားနဲ့ပေါ့နော်ကိုင်းကြီးကိုချုပ်ပြီးဝိစုလှမ်းပစ်လိုက်တာ ရိုးတနက်ပြည့်လာမတိုင်ဖို့လည်းပြည့်လာတိုင်ဖို့နေရှော့ပြီးတော့အကောင်ပဲအခုအောက်ကလူကကောက်သွားအဲ့မှာကိုင်းကြီးလွတ်ပြင်းတော့အဆင်ပြေတယ်မြစ်မောင်ရှုပ်ပြီးစတိုင်နဲ့မလိုက်တော့ဝိဆိုလမ်းပေါ်လေတော့ KBD တဲ့ဦးလူသွားမှန်လို့လေနှစ်ဖူးပေါက်သွားလို့တောင်းမှမီကြော့ပြီးရော်လာရသေးတယ်လေအာကိုဆိုလို့ရှင်ဟိုကကနေလည်းလည်းတောင်းရှိသေးကြွတ်ကြလို့ကြွတ်ကြအဲအဲအသိပင်သားတွေတော့တော်တော်များများကြုံမှုပါစစ်တော့ဘာမှတခါမှမတုံ့ပြန်ဘူးတခါကျလို့ရှင်လေအော်လို့လူတွေကပြောတယ်လို့ဟိုဟာအိမောလူတိရတော့တိတော့ပုံမှန်မှာလူပိုတိလာရင်တိလာမှာဩကို့ဒီလောကရဲကိုဒီဟာရဲကို အခုမှရောက်လိုက်များထင်တယ်လားမသိဘူးလို့လွန်ခဲ့တဲ့ဆယ်စုနှစ်တခုတည်းကကျွန်တော်ဇတ်တပင်ဆိုလဲအနုပညာတွေမှာပါပဲတပင်လောကနေလာတာအခြေခံတော့ရှိရလေကျွန်တော်ပြောလို့ဝုန်းကနေဆိုနာမည်သိဖို့ကလူကြည့်ဖို့လွယ်တယ်အဲ့ဒါကိုရေရှည်ထိမှုကခတ်တာလေအခြေခံမရှိဘဲနဲ့ဘလူးလို့ရေအချိန်ကြာရေးဟောဖြစ်နေမှာလေအဲကြောင့်တို့ကျွန်တော်ပြန်မဖြေရှင်းပါဘူးဒါမေးလို့တိုက်ဆိုင်လို့ပြောပြတာအဲကြောင့်လို့ချင်းရီးနေလိုက်တယ်ဘာမှပြောဘူးဩဟောအခုမှပြောပြတယ်ငါဒီယာရီကအတူကြောင့်ဟိုရင်ကလေးရှိပြီးသားဆိုတော့တော်တော်များများသိရလေ ။အော်မိုးစုံမလေးမကင်းတာဖြစ်တော့မှာပေါ့ဇလန်တို့ကြီးနဲ့လှုပ်လို့ရှုပ်လို့ပြင်စာကြီးရတာပြင်ပါလေဆို။အဲ့ဒါလေကျွန်တော်စော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 ပြောတယ်ဆိုတာကကျွန်တော်ကတမင်သက်သက်ရည်စရာနေနဲ့ပြောတယ်ဆိုတာဟိုငြိမ်မြေးလူတွေကသိရလေ။အေးအဲ့လိုမျိုးပြောတာသူမျိုးတိခိုက်နေတာစီစဉ်ပြောတာမဟုတ်ဆိုတာသိတယ်အဲ့လိုမျိုးသူကသူတိုက်ခိုက်ခိုက်ဟိုတဲပဲခိုက်ခိုက်ဟိုကအိမ်မဲခိုက်ခိုက်ဘလို့ခိုက်ခိုက်ဘလို့ဆိုပြီးရပြတော့အလုံးနေတော့လို့ပြန်လဲမဖြည့်ရှင်းနေတော့ဘလို့ချလိုက်တာဘလို့ချလိုက်တာဘလို့ဆိုကိုယ်ကအရက်တော့မချိန်နေရောလို့ရံပြင်းနေပထမဆုံးညစကတော့ ပထမဆုံးညကတော့ဆုရှာအဲ့တော့တော့အဲ့တော့ဟို9000နဲ့1000နဲ့မပေါ်သေးဘူးလေ1000နဲ့900နဲ့ခဲ့အကြီးကြီးဟိုအဲ့မဆုရှာ1500လာမသိဘူးရတယ်1500နဲ့အဲ့ညကြီးရတယ်900အဲ့6500ဘောမှာအမတ်တရိုက်ပေါ့ဟောငါဒီအလုပ်ကိုလုပ်ခဲ့လို့ဒီဟာကိုလုပ်ခဲ့လို့ငါဒီကဇက်ထက်အနုပညာဆိုတဲ့ဟာမျိုးကြီးကိုပတ်စံရတာပါလားဆိုပြီးအဲ့လိုဘောမှာတော့မမေ့ရတော့ရှိတာပေါ့အဲ့လိုမျိုးနောက်တစ်ပြောရဆိုတာကအဲ့လိုအတိုင်းအတာအနေနဲ့ပေါ်ပြလို့မမရမရအောင်ပေါ့ဘောမှာပထမဦးဆုံးပေါ့နော်တခြားလုပ်ငန်းတွေလည်းအများကြီးလုပ်ဘူးတဲ့ အော်ဒီအနုပညာနဲ့ဒါအနုပညာကြီးဆိုပထမဆုံးတကယ်တမ်းနည်းနည်းလေးနော်နည်းနည်းလေးအဲ့ပစံကိုမျက်နှာတာတန်ဖိုးထားတာဘယ်လောက်လဲဘယ်လောက်6500ဟုတ်မို့900က9500ကျတော့ညာကြီး1500ကဆုချရတာတရှင်းဆိုတော့အမတ်တရမလို့လေညာကြီး9000အဲ့ဒီမှာအမတ်တရကြီးကြီးမားမားရှိရဆိုကျွန်တော်ကလေဇက်စစ်မော်တက်လို့ရှိရင်ကျွန်တော်တို့ကဆက်လိုက်ပြီးကြဇမင်းသားတဲ့မျက်နှာကိုထိုးထားတာဟိုအောက်ကပရိသတ်ကိုတုံတော့မမြင်အောင်လေကိုကဇက်ကုံကစတဲ့တဲ့ရှင်မအဲ့တော့ဗညာရင်တရှင်ကျွန်တော်မမတ်ရလူချင်းနာရီကိုမင်းကုံယူအရှင်းဆိုတာဗောနော် အဲ့ချင်းဆိုတော့ဇက်ခုံပေါ်မှာကြောက်နေလေတုံးနေရလေပထမဆုံးစင်ပေါ်စတက်တဲ့ချိန်မှာတုံနေတဲ့အချိန်မှာနော်အောက်ကစုလေး900လာရှာတော့ယူပြီးတော့တင်းစားသားကြီးပါမိလို့အောက်ကိုဆင်းပြဲလာမမရဘူးအဲ့လိုတုံကြီးကကြောက်တာလေဒါဆုကြောက်တာကောင်းပါလေလားကောင်းမျိုးသမီးပါပဲအဲ့အဲ့ဘယ်ရွာဘက်တော့မမှတ်မိတော့ဘူးတယောက်တက်ကိုရီးယားရောက်နေနော်ဇုတ်ကိုရီးယားအဲ့အဲ့လိုမဟာရီးယားကိုရီးယားကိုရိုကာယာကိုရီးယားအဲ့ဒါမဟုတ်ပါဘူးကျွန်တော်အရင်ကဇာတဲ့တခြင်းနေတခြင်းကြောက်မှာပြင်းနေကျွန်တော်ကအဲ့မှာဇာတဲ့မှာအရင်ကဆုံးနေကြတခြင်းနေပြန်ဆိုတော့တစ်ခါကြောက်ရင်လို့ ကွာတီတော့အာနာတာညာမူးမောင်ကိုခဏနာဆူနေလို့ကွာတီကများကတရားဆွဲမလားမသိဘူးလို့ကိုလည်းဓာရတာဦးဇာလိမြလို့ပါလို့ဆိုလိုက်တည်းရဇာလိမြလို့ပါလို့ဆိုလိုက်တည်းရအဲ့တော့ကိုတော်တော်ကြိုက်ယူရပြင်းလို့အဲ့တော့ကျွန်တော်ကျွန်တော်ပြောလို့ဇတိမာကလေးကဆူလာရီယာတီဝိုင်းနေနဲ့အဲဖူးဝန်နေနဲ့ဆူလာတော့အလေးချင်းတစ်ခုကတော့ရှိနေပြီဒါမဆူဖြစ်တော့တာပဲရှိရဲ့ကျွန်တော်မြူးရတဲ့ရှင်နေပို့ကြိုက်တာလေအဲအဲ့လိုအဲ့ဒါတွေလေကျွန်တော်လိုင်းပေါ်မှာဘလို့ဥပါရီမတင်းညင်လို့ကျွန်တော်ကဟိုအဲကျောင်းမိသားစုလည်းတည်ရပတ်ဝန်းကျင်လည်းတည်ရဟိုဟာဆယ်တန်းကလေးအကြောင်းထပ်ပြီးလှုပ်ကြည့်လာတာဘယ်လှုပ်ပဲဖြစ်ဖြစ်မျိုးစုံလှုပ်ပြီးလှုပ်ကြည့်လာအခုချိန်ဒီပဲ အမေဆိုလည်းအလုံးမခိုင်းတော့ဘူးပြီးလို့ရှင်တူဒီမိုက်ရဲ့အကြောင်းစရိတ်ဆိုလို့ရှင်လည်းတက်နိုင်တဲ့လောက်ထောက်ပံ့တယ်ဆွေမျိုးသားချင်းတို့လည်းတက်နိုင်တဲ့လောက်ထောက်ပံ့တယ်လာစင်တော့လုံးဝမပြတ်ဘူးအလူတန်းလည်းအလူလုတ်တယ်အဲ့ဒါကြီးကဒါကိုလုတ်တာတယ်ကိုသိရင်ပြီးတော့ဘာမှချပြစရာမလိုဘူးဆိုလို့ဒါချပြစရာမလိုဘူးလို့စိတ်နဲ့ကြောင့်မလို့ကျွန်တော်၁၀နှစ်ကလေးအခုချိန်ကြီးပဲမိသားစုလုတ်ကြည့်လားတယောက်သေးပဲ ကျေးဇူးများတင်ပါတယ်ကျွန်တော်တချို့ဗီဒီယိုလေးတင်တယ်မဟုတ်လားတချို့ကတော့အဲပြောတယ်တနေ့တာအလုံးငန်းပိမန်းနဲ့တချို့စိတ်ပီစီမှုလေးရှိတယ်ခဏဝမ်းသာသွားတယ်ခဏပျော်သွားတယ်ရီရတယ်ဆိုရဲလူတွေအတွက်လည်းအဲကျွန်တော်လောကကျူးလေးနဲ့ပါကျေးဇူးလေးတင်ပါတယ်ရီပြီးကြတာအဲတချို့ပေါ့နော်ကျွန်တော်ဗီဒီယိုကြောင့်အနောက်ဆက်ဖြစ်သွားတဲ့လူတွေရှိလို့ရှိရင်လည်းအဆင်မပြေလို့ရှိရင်လည်းတယောက်ချင်းစီဟိုတောင်းပန်ပါတယ်လို့အဆင်မပြေရင်လည်းတခါတည်းဘလော့လိုက်ပါလို့အားကြောင့်အားနာလူတွေနောက်လည်းမြန်နေတင်နေမှာဆိုတော့လေ